အညိုဟိုင်ဒီနေ့ရီဒီလေးကဘာသူ့အကြောင်းပြောမလဲဆိုရတော့ရှင်ကဘလို့လူလဲသူများတွေကရှင်ကိုဘလို့မြင်လဲပေါ့နော်အဲ့ဒါနဲ့ပသက်ပြီးတော့ကြည်ပေးသွားမယ်ဒီနေ့လူတွေကရှင်ကိုဘလို့မြင်လဲဆိုတဲ့ဟာကိုဒီဖိုင်းလေးခုပေါ့နော်တစ် 1 2 3 4 8 crystal 4ခုမှာကိုနဲ့ဟိုပေါ့ energy ကြိုက်တဲ့ကိုဒီ4ခုထဲမှာမှအကြိုက်ရဆုံးဖြစ်တဲ့ဟာလေးရွေးလိုက်ပေါ့နော်အာမလူတွေကကိုကိုဟိုဘလိုမြင်လဲအဲဘလိုလူမျိုးလဲဆိုတာကိုကိုအကြောက်ကိုလဲဒီ reading ဖတ်ရင်းနဲ့ဟုတ်လားမဟုတ်လားဆိုတာတစ်ချက် check ကြည့်မယ်လေးတွေ glue အားလေးတွေလေး energy အရင်ကောင်းတဲ့တော့ကိုတို့ဒီပုံလေးမြင်တော့ချစ်စရာလေးဒီမှာချစ်ချစ်ဒီပုံလေးလေးတွေ့လားတွေ့လား air ဆိုတဲ့ဟာလေးဒီမှာကောင်လေးရဲ့ကောင်လေးကောင်လေးဆိုတာဂလီလေးပေါ့နော်ဂလီလေးယောက်ျားလေးရဲ့ energy ကွာပြီးတော့ဒီမှာကြည့်ကြည့်လိုက်ရှင်တို့ဒီလိုချုပ်ကြည့်လိုက်ရင်ဒီ crystal ယူထားလို့တော့လေဒီလိုမျိုးတော့ယူလိုက်တာသူရဲ့ color ကကျွန်မမြင်တော့အပြောင်လေးမြင်ရတယ်။သူကဘယ်လိုပြောမလဲ။သူက fresh ဖြစ်တဲ့ energy မြင်ရတယ်။ကွာကတ်တွေ့ကြည့်လိုက်တော့လေဖိုင်ဝါလေးတွေရဲ့ energy က fresh ဖြစ်တယ်။ဘယ်လိုပြောမလဲ။ အရန်ပေါ့ပါတယ်ပေါ့ပါတယ်ဒီမှာ air power လीပေါ့ပါတယ်လန်းဆန်းတယ်တက်ကြွတယ်ကွာဒီလား extrovert လို့မျိုး extrovert တကယ်လို့ extrovert ဆိုရင်လေအပြေးသွားမယ်အဲ့လိုမျိုးပေါ့ပေါ့ပါပါနေမယ်အဲ့လိုမျိုးလွတ်လပ်နေတယ်အဲ့လိုပုံစံမျိုး introvert လေးဆိုရင်သူတို့က healer လေးတွေ healer လေးဆိုတာတစ်ဖက်လူတစ်ဖက်တရရရကလေးတရရရကရှင်တဲ့စကားပြောလိုက်ရင် ဘလို့ပြောမလဲအဲ့လိုမျိုးဟိုပေါ့နော်ဟိုစိတ်ထဲမှာရှိတဲ့မတင်ကြမှုလေးတွေအဲ့လိုမျိုးစိုးရိမ်မှုလေးတွေရှိတယ်ဆိုရင်အဲ့ဒီဖိုင်ဝါလေးနဲ့စကားပြောလိုက်ရင်အေးချမ်းသွားတယ်အဲ့လိုမျိုးဟိုကြောက်စိုးရိမ်စရာတွေမရှိတော့ဘူးပူပန်စရာတွေမရှိတော့ဘူးအဲ့လိုပုံစံမျိုးကဟီလာလေးတည်လားဟီလင်းပေးတဲ့ energy တွေတွေ့ရတယ် fresh ဖြစ်တယ်ပြီးတော့လန်းဆန်းတယ်တက်ကြွတယ်ဒီမှာ join လဲပါတယ်ဆိုတော့လေအဲ့ဖိုင်ဝါလေးတွေကဒီမှာဒီကတ်နကတ်ဆိုရင်လည်း new energy နဲ့ကတ်လောက new energy ပေါ့နော်ဒါကြောင့် transformation ဖြစ်သွားပြီးတော့ဒါကြောင့် the food ဆိုတဲ့အတိုင်းပဲအ စ်ကိုပြန်စတာကွာဒီမှာ depressed depressed ပါရဖြစ်ဆိုပေမဲ့လေ depressed ကလေ negative energy မတွေ့ရဘူးကိုကြတော့ဒီအောင်ကြတော့ဘလို့တွေ့ရလဲဆိုတာလေအာပြီးခဲတာတွေပြီးပါစေတော့ငါလက်လန်းဆန်းဆန်းလေးနဲ့တက်တက်ကြွကြွလေးနဲ့ဟိုပေါ့ energy အသစ်လေးနဲ့ငါဘဝကိုပြန်ဆောက်မယ် new energy လေးပြန်ဆောက်မယ်အဲ့လိုပုံစံလေးလို့ သိလားပိုင်ဝါလေးတွေကအပိုင်ဝါလေးတွေအခုလက်ရှိမှာအဲ့လိုမျိုးတစ်ခုခုကနေပြောင်းလဲတာဖြစ်နိုင်တဲ့ဥပမာတချို့ဆိုရင်ဟိုပေါ့နော် body body changes ဖြစ်သွားတာမျိုးတချို့ဆိုရင် mindset changes ဖြစ်သွားတာမျိုးအဲ့လိုမျိုးတွေရှိလိမ့်မယ်ပိုင်ဝါလေးတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအတိတ်မှာဟိုသင်ခဲရတာတွေရှိမယ်အတိတ်ကနေတစ်ခုခုသင်ယူလိုက်ရတာအဲ့ကြောင့်ကိုကကောင်းတော့ပြောင်းလဲခြင်းပြောင်းလဲသွားတဲ့လူတွေပိုင်ဝါလေးတွေကအဲ့သူတို့အိမ်ထဲကျအရန်ပော့ပါပြီးတော့လန်ဆန်ပြီးတော့အရန် flash ဖြစ်ပြီးတော့အရန် heavy ဖြစ်တယ်တိလာပိုင်ဝါလေးတွေက ဒီ crystal လည်းအဲ့လိုပဲဒီ crystal ဆိုတော့လေ clear กว่าတိလား clear energy ဆိုတဲ့ crystal လေး crystal ဟိုကလေ clear ဖြစ်တယ် calm ဖြစ်တယ်အဲ့လိုပုံစံဒီမှာလည်း healing ပါတယ်ဒီကောင်လေးကလည်းအဲ့လိုမျိုးပဲဟိုပေါ့လောလောလတ်ဆိုတော့သူပြန်တန်းသွားတဲ့ပုံစံလေးမျိုးကွာတိလားလက်ပြကလေးတွေကသူ့လေး ခေါ်ဆောင်သွားတယ်လီဟာနန်ဒဲကိုခေါ်ဆောင်သွားတဲ့ပုံစံလည်းမျိုးတွေ့လာဒီဟာလေးကလေချစ်စီရလေလီဟာနန်ဒဲကိုခေါ်ဆောင်သွားတဲ့လက်ပြလေးတွေရောင်စုပ်လက်ပြလေးတွေကအဲ့လိုပုံစံမျိုးကဘယ်လိုပြောမလဲအရန်ကိုပော့ပါပြီးတော့အဲ့လိုမျိုးလေးဟိုလန်ဆန်းနေတဲ့အင်နာဂျီလေးလို့ဒီလားကိုပဲပော့သွားတာလန်ဆန်းတာတက်ကြောက်တော့မဟုတ်ပဲနဲ့လေအဲ့ဒီကိုဘေးနားမှာရှိတဲ့လူတွေကိုလည်းလေအဲ့လိုကောင်းသောအင်နာဂျီကိုပေးနိုင်တယ်ပေါ့နော် positive energy လေးတွေပေးနိုင်တယ်ဒီတော့ good ဒီ go outside ဆိုတဲ့ဟာလည်းဒီ ဲ့လိုမျိုးအခုခုနပြောသလိုပဲ extrovert lady အပြည့်ထွက်တာကြိုက်တဲ့အဝမ်းဆိုတချို့ဆိုလည်း introvert lady ကြတော့လည်းအဲ့လိုမျိုးဟို extrovert လိုမျိုးအဲ့လိုအပြည့်ထွက်ပဲဘလူးဘလူးနဲ့တွေ့ဘလူးဘလူးနဲ့အဲ့လိုမျိုးတက်တက်ကြွကြွနဲ့လမ်းဆဆလေးအဲ့လိုလည်းမဟုတ်ပဲနဲ့သူတို့ကြတော့လည်းအဲ့လိုပဲအဲအဲတယောက်တည်းအပြည့်ထွက်မိသွားရင်အဲ့လိုပန်းချန်ထဲမှာထိုင်ပြီးတော့ဟိုအလေးပြားလေးတွေကြည်တာတို့ငက်ကလေးတွေကြည်တာတို့ကောင်းငင်ပြားကြီးကိုကြည်ပြီးတော့အေးချမ်းနေတာမျိုးတို့အဲ့လိုမျိုးတွေ energy တွေအများကြီးတွေ့ရတယ်ဒီလိုပိုင်ဝမ်းလေးတွေအဲ့တော့လူတွေကလည်းရှေ့ဘလူးမြင်လဲဆိုတော့လေရှင်က positive energy နဲ့ပြည့်နေတဲ့လူရှေ့ကြည့်လိုက်ရင်အမြဲ ဲတဲ့အချက်နဲ့ညိချက်နဲ့ဟိုဘယ်လိုပေါ့နော်ခွန်ဖြစ်တဲ့အဘယ်လိုပြောမလဲသူနဲ့နေရရင်အေးချမ်းနေသူနဲ့နေရရင်ဘာစိတ်ပူပန်မှုမှမရှိဘူးအဲ့လိုမျိုးခံစားရတာကွာလူတွေကတိလားရှင်နဲ့နေရင်အဲ့လိုမျိုးပေါ့ဖုန်ကြီးလူထွက်တယ်ဖုန်ကြီးလူထွက်တယ်လားကြည်နေရလား ဲ့လိုပုံစံအေးချမ်းတယ်အေးချမ်းတဲ့ energy ရတယ်ပေါ့နော်လူတွေကအဲ့လိုမျိုးအဲ့လိုမျိုးအဲ့တော့ပိုင်ဝမ်းလေးတွေရေဒီနေ့ကတော့ရှင်းရလဲဒီ join ဖြစ်တဲ့ clear ဖြစ်တဲ့ energy လေးတွေ့တယ်ပြီးတော့ new energy လေးတွေ့တယ်ဖြစ်တဲ့အတွက်အဲပိုင်ဝမ်းလေးတွေအခုအကောင်းဆုံးကို လုံနေတယ်ပေါ့နော်အရှေ့ဆက်လဲဒီထပ်ပို့ပြီးတော့ဟို fresh energy လေးနဲ့ active ဖြစ်ဖြစ်နဲ့ ဘဝကိုရှေ့ဆက်သွားပါလို့ဒီလားကိုကိုယုံကြည်ရင်းနဲ့သူများတွေကိုလည်းကောင်းသော energy လေးတွေပေးဆောင်နိုင်ရင်းနဲ့အဲ့လိုမျိုးဆက်ပြီးတော့ဖြတ်တန်းသွားပါလို့ဒီမှာဒီ reading မှာပဲဒီနှုတ်ဆက်ရင်းနဲ့တကယ်လို့ personal reading ကြည့်ရှင်နေဆိုရင်တော့ဟို messenger ကိုလာဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အညုံဘိုင်ပိုက်တူးလေးတွေအညောပိုက်တူးလေးတွေကြတော့လူတွေကလေပိုက်တူးလေးဘယ်လိုမြင်လဲဆိုတော့ရှင်တို့ကဘယ်လိုပြောမလဲရှင်တို့ရဲ့ energy ကလေအင်းနည်းနည်းလေသူကလေ dark site ကိုသွားတယ်ဆိုပေမဲ့လေအဲ့လိုမျိုးဘယ်လိုပြောမလဲ lower dark လည်းမဟုတ်ဘူးရှင်တို့ကအာရှင်တို့ color လေး vintage color သိရမလား vintage လေးနည်းနည်းကွာသိလားဟိုပေါ့ အာ vintage ကကြာနေပြီမဲ့အဖိုးတန်နေအဲ့လို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  color လေးရှိလေ vintage vintage color ဆိုတည်လိုက်ကြာ quality crystal ဆိုလဲဒီ color ပဲပြီးတော့ဒီ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 လို color ကွာတည်လား vintage color ဆိုရလေသူကလေအဲ့လိုမျိုးဟိုပေါ့ဟို brown လည်းမကြဘူး dark လည်းမကြဘူးအဲ့လိုပုံစံမျိုးကွာ brown နဲ့ dark နဲ့ရောထားတဲ့ပုံစံလို့ပေါ့နော်အဲ့ဒီ byte လေးတွေရှင်နှုံးကလေး ရှင်တို့အိမ်နဲ့ကြည့်ရကျွန်မဒီကတ်တွေကြည့်ရတော့ဘယ်လိုမြင်လဲဆိုရှင်တို့ကလေတခခုရှာနေရကွာပြီးတော့ဒီစိတ်ကလေးမသေးချာမရေရာတွေဖြည့်ပြီးတော့ဟိုတယောက်တည်းတိုက်ပတ်နေတဲ့အဖွဲတွေဒီလား တယောက်တည်းတိုက်ပတ်နေရဆိုတော့အဲ့လိုမျိုးပူပန်သောကတွေအဲ့လိုမျိုးအရန် over thinking ဖြစ်တဲ့လူတွေလည်းပါလောက်တယ်ပိုင်တူလေးတွေက over thinking လေးဖြစ်ပြီးတော့အဲ့လိုမျိုးလေပူစရာမရှိလေကြံဖက်ပူတတ်တဲ့လူတွေကိုကသိလားအဲ့လိုမျိုးအဲ့တကြာခေါ်တကြာကြဲ့အဲ့လိုမျိုး energy ကတစ်ဖက်လူကအဲ့လိုမျိုးပေါ့နော်လူတွေကကိုယ်ကြည့်တဲ့ energy ကလည်းမလို့ပြောမလဲနည်းနည်းလေးလေးလေးတလို့ဖြစ်နေတာပေါ့နော်နည်းနည်း heavy ဖြစ်နေတာပေါ့ heavy ဖြစ်နေတာထားရှင်းအနေနဲ့ကြည့်မယ်ဆိုရင်လေပိုက်တူလေးတွေကအဲ့လိုမျိုးကိုယ်လည်းကိုယ့်အကူမသိပဲနဲ့ဒီလိုဖြစ်သွားတာအဲ့လိုမျိုးမွေးရပါပေါ့ပြောမယ်ဆိုရင်ရှင်းလို့လေ ခြေလို့နည်းကြည့်မယ်ဆိုရင်အပြည့်နေတာတောင်မှအဲ့လိုပဲဖြစ်နေတာအဲ့လိုမျိုးမွေးရပါလို့ပုံစံလို့ဖြစ်နေတာကွာအဲ့လိုမျိုးဟိုကိုလည်းဟို overtake ဖြစ်ချင်တာမဟုတ်ဘူးဒီတိုင်းမဲ့သူ့ဟာသူတွေးနေတာအဲ့လိုပုံစံမျိုးကွာတိလားအာဒီမှာဆိုရင် energy တွေးတယ်ဆိုတော့မရေရာမတေချာမှုတွေရှိတယ်ဟောပြီးတော့စိတ်တွေကအဲ့လိုမျိုးရှုပ်ထွေးနေတာတွေရှိတယ်အဲ့လိုမျိုးတွေးရတယ်ကွာ တခါတလေတချို့အရာတွေကလေတချို့အရာတွေကကိုယ်အတွက်မကောင်းဘူးဆိုတော့သိတယ်တချို့လူတွေကကိုယ်အတွက်မကောင်းတဲ့လူတွေဆိုတော့သိတယ်အဲ့လူတွေကိုမခင်ဖို့ဟိုပပြတ်သားဖို့အဲ့လူတွေကိုထားခဲ့ဖို့အဲတချို့အရာတွေကိုအဲ့လိုမျိုးလက်လော့လိုက်ဖို့အဲ့အဲ့လိုမျိုးတွေသိတယ်ကွာသိတယ်ဒါပေမဲ့မလုံနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဟိုပေါ့ချီတုံချတုံချီတုံချတုံအဲ့လိုမျိုးဖြစ်နေရကွာသိလားအဲ့လိုပုံစံလိုမျိုးဟိုကိုကိုလည်းအားမရဘူးအဲ့လိုမျိုးကိုဒါပေမဲ့ အဲ့လိုပုံစံတိုင်းမွေးဖွားလာတာအဲ့လိုဖြစ်နေရကွာသိလားအဲ့လိုမလုံလဲလုံချင်နေလုံဖို့လဲအာယူနေပြီမဲ့ဒီဟာအဲ့လိုမျိုးကွာတယောက်ယောက်ကလေတိုက်တိုးပေးရမဲ့ပုံစံဖြစ်နေရအဲ့လို ဟိုပိုက်တူးလေးတဲ့အင်းကြီးကလေတယောက်တည်းလှုပ်ဖို့ရနက်ခတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပြီးရင်တခုခုပြောက်ဆုံးနေတယ်အမြဲတမ်း loss ဖောင်းလို့မျိုးတခုပြောက်အဲဒီတခုကလေကိုငါ့အတွက်ထင်နေဒီလူကလေဒီ person ငါ့အတွက်ထင်နေဒီတယောက်တော့ဒီတစ်ခါတော့မှန်သွားရင်ထင်နေအဲ့လိုမျိုးလုပ်လိုက်ရင်သိပ်မကြောက်ဘူးအသူကအသူနဲ့ဝေးသွားရောပြန်ရောတကယ်ချင်းလဲအဲ့လိုပဲအဲအဲ့လိုမျိုးဟိုဘာလဲအဲဒီတယောက်ကဒီတစ်ခါတော့ငါအချစ်ဆုံးတကယ်ချင်းတွေ့ပြီထင်နေဒီတစ်ခါတော့ဒီတယောက်ကတော့ငါ့ကိုတကယ်ခင်မိထင်နေအဲမကြောက်ဘူးသိစဖောက်သွားတယ်အဲအဲ့လိုလိုမျိုးကြီးကအဲ့လိုမျိုးကြီးရှိတယ် ကိုကလေခင်လိုက်မယ်ကိုကချစ်လိုက်မယ်လို့တွေးလိုက်ရင်အဲ့လူတွေကကိုစီကနေအဝေးထွက်ခွာသွားကြတယ်အဲ့လိုအင်းနေချီလေးတွေးရတယ်တွေးရတယ်ဆိုတော့အဲ့ကြောင့်ဒီထဲမှာတော့ဘာပြောလဲဆိုရင်ပေါ့နော်ပိုက်တူးလေးတွေကလူတွေကအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲနည်းနည်း code ဖြစ်တယ်လို့မြင်ရတယ်လူတွေကလေရှေ့ကိုအဲ့လိုမျိုးနည်းနည်း ATAC ဖြစ်တယ်ဟိုပေါ့နော်ဟိုလူတွေရှေ့ကို qualify ချင်အဲ့လိုမျိုးနည်းနည်းထူးထူးဆဆ ထူးထူးဆန်းဆန်းလို့မြင်ကြတဲ့ဟာလည်းရှိတယ်ဟိုရှင်ကလည်းကိုကိုကိုစိတ်ကိုဘယ်လိုပြောမလဲကိုထိုးလှုပ်ဖို့တောင်ခက်နေတဲ့ပုံစံဆိုတော့လေလူတွေကအဲ့ reaction ကြည့်ပြီးတော့ဘယ်လိုပြောအဲ့သူတမျိုးလေးနော်သူကတမျိုးတော့အဲ့လိုအဲ့လိုမျိုးကွာအဲ့ဒါကြောင့်အဲ့ဒါကြောင့်လူတွေကအဲ့လိုမြင်တဲ့အပြင်အမြင်မှာ အရှင်ကအချစ်စစ်နဲ့တွေးဖို့လဲနည်းနည်းလမ်းဝေးသွားသလိုဟိုပေါ့နော်တငယ်ချင်းကောင်းမိတ်ဆွေကအဲ့လိုမျိုးစိတ်မှန်တဲ့အရာနဲ့လမ်းဝေးနေတဲ့ဟာလိုမျိုးပေါ့ပေါ့ပိုက်တူလေးတွေအဲ့တော့ဒီမှာပြောချင်တာကျတော့သူဟီလီမြဲမြဲလုပ်ဖို့ပြောတယ်ပြီးတော့ကိုယ့်ကိုယ်ပူတိအောင်ကျူးစောက်ဖို့လိုတယ်ပေါ့နော် appreciate တိုင်းဆိုတော့လေအချိန်တွေအလုံးရောတာဖူးရှိတယ်တာဖူးရှိတဲ့အချိန်တွေမှာကိုယ်အတွက်ကိုပူတုံးပေါ့နော်သူမျိုးကလည်းအရန်မမီခိုးနဲ့အဲသူမျိုးကလည်းအရန်အာမကိုးနဲ့သူမျိုးကလည်းအရန်မယုံကြည်နဲ့ကိုယ့်ကိုယ်ယုံကြည်ဖို့ကိုယ့်ကိုယ်အားကိုးဖို့ကိုယ့်ကိုယ်ရှာဖွေတွေးရှိဖို့ ို့နော် loss and found ကလေအဲ့ဒီတခြားຢာတွေဟိုကို့မှာမရှိတဲ့ຢာတွေသူများစီမှာ like ရှာတာဥပမာကိုကကို့ကိုမချစ်တတ်တဲ့လူကသူများစီမှာအချစ်ကို like ရှာတတ်တယ်လေးသိရမလားအဲ့တော့အဲ့လိုမျိုးတွေလုပ်နေပဲနဲ့ကို့ကို self love လို့လုပ်မလဲအဲ့ကို့ကိုဘယ်လိုထားပို့ထားမလဲကို့ကိုဘယ်လိုဟိုဟာဖြစ်မလဲဆိုတဲ့ဟာကိုပြောပြထားရတယ်ပေါ့နော် တားရီမှာပြပြထားတယ်ဒီကက်လေးကပြပြထားတယ်ဆိုတော့လေအာဒီကိုကို healing လုပ်ဖို့ပေါ့နော်ပိုက်တူးလေးတွေကအဲ့လိုမျိုးလုပ်ဖို့အခါကျရေးစစ်မှန်တဲ့အရာတွေကိုကိုစီပြလာလိုက်မယ်အဲ့တော့ပိုက်တူးလေးတွေဒီနေ့တွေကတော့ဒီလောက်ပဲဟိုပေါ့နော်နောက် retail လေးဒီမှာထပ်ပြီးတော့တွေးကြမယ် personal retail လေးကြည့်ချင်တယ်ဆိုရင်တော့ messenger အထိရောက်လာပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အညွန်ဘိုင်ကဲဘိုင်3လေးတွေအညွန်ဘိုင်3လေးတွေကလေအဲရှင်တို့ရဲ့ energy လေးကလည်း color စုံနေกว่าတိလား colorful ဖြစ်တယ်ဒီဟာလေးဆိုလဲ rainbow color လေးကွာဒီဟာကျတော့လေ purple နဲ့ dark နဲ့ရောထားတယ်ဆိုပေမဲ့ကျွန်မမျက်လုံးထဲမှာသူ rainbow ဖြစ်နေတယ်ဒီ light ထေချောက်လားမသိဘူးအဲ့တော့ရှင်တို့ ချင်းတို့ရဲ့ကော်လာလေး fantastic ဖြစ်ရတဲ့ဒီ fairy cat နှစ်ခုလည်းကြီးလိုက်တော့လေဟိုဘယ်လိုပြောမလဲနည်းနည်းလေးသူ့ရဲ့ feeling ကလေ fantastic ဖြစ်တဲ့ energy ကဟိုပေါ့ Disney Princess မှာဆိုရင်ရှင်တို့ကလေ Alice and Wonderland ပုံစံလိုမျိုး Alice and Wonderland ကတခြား Princess တွေနဲ့မတူဘူးတိလားကျွန်မပြောရဲဟုတ်တိလားဟို Alice and Wonderland ကလေသူကလေအဲ့လိုမျိုးကွာဟို fantastic အရန်ဖြစ်တယ်အဲ့လိုမျိုးသူပဲဖြစ်တာမဟုတ်ဘဲနဲ့အဲ့လိုသူရဲ့ story ကလည်း story line ကလည်း fantastic ဖြစ်တယ်လို့အဲ့နားလည်ဖို့ခတ်တယ်ကွာတိလားဒီကလေးလေးက Disney Princess တဲ့မှာသူကသူကငေတယ်ကွာတိလားဒါပေမဲ့လေဒီကလေးလေးကအဲ့လိုမျိုးလေတောအုပ်ကြီးထဲမှာအဲ့လိုလမ်းပြောင်းပြီးတော့ဟိုကြောင်ကလည်းအကြောင်ကြောင်လိုမျိုးတိတယုံမဟုတ်ဘဲနဲ့အဲ့လိုမျိုးတခြားဘယ်လိုသိရမလားကျမ Alice in Wonderland ကြည့်ဖူးတဲ့လူစေတိလိမ့်မယ်သူ့ရဲ့ပုံစံလည်းလုံးဝလေထူးဆန်းနေကွာတိလားထူးဆန်းနေသူ့ရဲ့ story line လည်းထူးဆန်းတယ်လို့သူ့ရဲ့ character တွေအကုန်လုံးကလည်းထူးဆန်းနေအမ်ရေးထားတဲ့ရည်ထားတဲ့ဟာတွေရောအကုတ်ထူးဆန်းတယ်ကွာဆွဲထားတဲ့ကန်တောလေးတွေဆိုလည်းထူးဆန်းတယ် ီ imagination အကုတ်ထူးဆန်းတယ်ကွာအဲ့တော့အဲ့လို energy လေးတွေးရတယ်ဒီဟာလည်းတွေးလိုက်တော့ယုံလည်းတွေးလိုက်တော့လေချစ်ချစ် Alison Wonderland လေကျွန်မမြင်လိုက်တာပြီးတော့ဒီပုံစံလည်းကြီးလိုက်တော့လေလောဘကွာဒီ Alison Wonderland တကယ် Alison Wonderland ဒီမှာ Rainbow Column နဲ့ရှင်တို့ Pipe 3လေးတွေကလေ fantastic ဖြစ်တဲ့ energy လေးတွေးရတယ် fantastic ဖြစ်တဲ့ energy ဆိုတော့လေဘယ်လိုမျိုးလဲဆိုရင်ကျွန်မမြင်တာရှင်တို့ကလေကောင်းရင်အရင်ကောင်းမယ်ဆိုရင် ိတ်ဆုံးအဲ့လိုအဲ့လို energy တွေ့ရတယ်တိလားရှင်တို့အစောနှစ်ဖက်မှနေတယ်ကွာတိလားဟိုအစောနှစ်ဖက်မှနေတယ်အဲ့လိုရှင်တို့ mystery ဖြစ်တယ်ဟိုတိတ်ပြီးတော့လေဘယ်လိုပြောမလဲလူတွေခတ်မှန်းလို့ခတ်တယ်ကွာတိလားခတ်မှန်းလို့ခတ်တယ်လူတွေရရှိဘယ်လိုမြင်လဲဆိုခတ်မှန်းလို့ခတ်တယ်အဲ့လိုမျိုးဒီမောင်ဆိုလဲကြည့်လိုက်ဒီမောင်ဆိုလဲမိသားစုနဲ့အရန်ပျော်ရွှေပြီးအချစ်ခံရတယ်ချစ်တယ်ပြောတယ်အဲ့လိုမျိုးကွာလောကဒီမောင်မှုတစ်ခုဒီမောင်ကျတော့လေအယိုးကောင်းကြီးနဲ့ကြီးကန်းတဲ့တိလားတိလားကျွန်မပြောတဲ့အိမ်နဲ့ဒီမောင်ရွှေရောက်ဆိုရင်ဒီမောင်အနဲ့ရောက်ကွာတိလားအဲ့လိုပုံစံမျိုး तू ကလေအဲ့လိုမျိုးအိမ energy ကလေမန်းဖို့ခတ်တက်ပေါ့နော်ပိုက်သူလေးလေးကလူတွေကခမန်းရခတ်တယ်ရှင်တို့အရေးကြီးကြီးရတာခတ်တယ်ခဏကြိုင်ကောင်းနေပြန်ရင်ခဏကြိုင်ဟာဘာကြီးလဲဟာသူကစိတ်ဆိုးနေပြန်ပြီလားဘာဖြစ်နေပြန်ပြီလဲအဲရုပ်ကပုတ်တိုးနေရပဲခဏကြိုင်တော့ तू မဟုတ်တဲ့အတိုင်းပဲ तू ကောင်းနေပြန်ရောစကားလေးလေကောင်းကောင်းလေးပြောနေပြန်ရောပျော့နေပြန်ရောတချင်းလေးဆူနေပြန်ရောအဲ့လိုမျိုးကလူတွေကလေပဟီလီဆန်တာပေါ့နော်ရှင်ကြည့်ပြီးတော့ အတော့ပိုက်သူလေးလေးတွေကအဲ့လိုမျိုး color လေးတွေဟို color လည်းအဲ့လိုမျိုးတွေ့ရတယ်နည်းနည်းကိုကိုကိုတိုင်းကလည်းကိုကိုအဲ့လိုမျိုး fantastic ဖြစ်တဲ့ energy လေးခံစားမိလိမ့်မယ်ဟိုငါငါနည်းနည်းသူများနေနဲ့မတူဘူးနည်းနည်းထူးဆန်းတယ်ထူးဆန်းတယ်မဟုတ်ဘူးဒီလားအဲ့ဒီစကားရှိတယ်ဟို ကိုကိုဆိုလဲအဲ့လို energy လေးရှိတယ်ကွာငငယ်ရဆိုရင်ကိုဆိုရင်တခြားလူတွေကကိုနည်းနည်းအော်ထူးဆန်းတဲ့ကလေးလေးဘာဖြစ်ဆိုပုံမှန်ကလေးလေးမလုတ်တဲ့ဟာဒီလုတ်တက်တော့လေထူးဆန်းတဲ့ကလေးလေးထူးဆန်းတဲ့ကလေးလေးလို့ပြောတော့ကိုကလေကိုကိုကိုအဲ့လိုမျိုးပေါ့ self talk ဖြစ်တာပေါ့နော်အာငါထူးဆန်းတဲ့လူထူးဆန်းတဲ့ထူးဆန်းတဲ့ပုံစံနဲ့မူဖွာလာတာတကယ်တမ်းမဟုတ်ဘူး extraordinary ဆိုတဲ့ဟာစကားသိတယ်မလားပြီးတော့ uh, you are not weird you are just different uh, ထူးခြားတော့မဟုတ်ဘူးတိလား different ဖြစ်တော့ क्वे ပြတာတခြားလူနဲ့ क्वे ပြတိလားအဲ့စကောင်မှတ်ထားမှာเนาะ python လေးလေးအဲ့တော့ဒီတခါလေးကျရင်လူတွေကလူတွေကြောက်ပဲဖြစ်ဘူးသူကြောက်ပဲဖြစ်ဖြစ်ပေါ့เนาะဟိုကိုယ်အဲ့လိုမျိုးကိုယ်ကိုယ်တတရက်ဝေခက်တိရှိတော့ကျွန်မပြောတဲ့စကားလေးကိုမှတ်ထားလိုက်ငါထူးခြားတော့မဟုတ်ဘူးငါအဲ့လိုမျိုးထူးခြားတာသူများနဲ့မတူပဲ क्वे ပြနေတာ i'm special အဲ့လိုမျိုးတွေးထားလိုက်တိလားလူတွေကအဲ့လိုမျိုးခါလေးရှိရလေလောကကြီးမှာအဲ့လိုမျိုး ငါဒီလိုလောက်ရလို့နေရလဲဒီလိုမျိုးလောက်ရမယ်အဲ့လိုမျိုးလူတွေကလေအဲ့လိုမျိုးကိုနဲ့တူရင်တူတဲ့ဟာကိုလည်းတမျိုးပြောတလို့မတူရင်လည်းမတူမတူရင်မတူတလို့ပဲအဲ့လိုမျိုးသူကဘာကြီးလဲဘာလဲအယူအယူလို့ပဲအဲ့လိုမျိုးပြောတဲ့လူလည်းရှိတယ်ပေါ့နော်အဲ့တော့လိုက်ပြီးတော့လိုက်ပြီးတော့လိုက်ပြီးတော့တွေးနေတဲ့ live feed နေတဲ့လူတွေရဲ့ပြောတဲ့စကားကိုလေငါထူဆန်းတယ်ဟုတ်တယ်ဒါပေမဲ့ငါနေလို့နဲ့မတူတာလေးပဲအဲ့လိုမျိုး နေတော့မတူမတူဖြစ်တော်မလို့နေတော့ရဲ့မျက်လုံးထဲမှာထူဆန်းနေတာအဲ့လိုမျိုးတွေးလိုက်တိလားကိုကိုရဲ့အေးချာရအေးချာကြောင့်တွေးလိုက်ဘာလို့ဆိုရင်ပိုက်သူလေးတွေက gratitude လုပ်ရည်ထို gratitude လုပ်သလိုအဲ့လိုမျိုးကောင်းတဲ့ energy လေးအများကြီးရတဲ့ထဲမှာပါတယ်ဒူနန်သိန်းဆိုတဲ့ဟာပါလို့လေရှင်တော့လေဘာမှလုပ်စရာမလိုတိလားကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်အဲ့ Fantastic Energy လေးရထားတာဖြစ်တဲ့အတွက်လေ Universe ကသတ်မှတ်ထားပြီးသားတိလားရှင်တို့အတွက်သတ်မှတ်ထားပြီးသားအဲ့ဒါရှင်တို့ကလေတခါလေရှိတဲ့ခါစေကိုယ့်စီခွေရေးပေါ့နော်အာအခြေအေးမှာဖြစ်ဖြစ် New Energy အာအလုံးမှာဖြစ် New Opportunity လေးဖြစ်နေအဲ့လိုမျိုး New Energy လေးရောက်လာတဲ့ကောင်းတဲ့အရာဖြစ်မကောင်းတဲ့အရာဖြစ်အဲ့လိုမျိုးကိုယ့်စီရောက်လာတဲ့ဆိုရင်ကိုယ့်စိတ်ကထိနေဆိုရင်လှုပ်ချလိုက်တိလားထိနေဆိုရင်လှုပ်ချလိုက်ဒီကဒီပုတ်ထဲအဲ့လိုမျိုးပဲကိုကဒီတခါလေးကလင်းနေတယ်ငါအတွက်အဲလမ်းပြပေးမဲ့ လန်တကားလေးဖြစ်မဲ့ထင်တယ်အဲတကားကိုငါကြော်လိုက်ရင်ငါဘယ်လိုပြောမလဲပိုးပြီးကောင်းမော်တဲ့လန်ကိုငါရှောက်နိုင်မဲ့ထင်တယ်အဲ့လိုမျိုးတွေးတယ်ဆိုရင်တော့ဟိုရှောက်လိုက်တော့ထွက်ပြီးတော့ဘာမှတွေးမနေနဲ့အရင်တွေးမနေနဲ့ကိုထင်ရင်ထေးသလိုလှုပ်လိုက်သီးလားပိုက်သူလေးလေးတွေအော်ပေးတယ်ပိုက်သူလေးလေးကဘာလို့ပို့ဆိုကိုကိုယုံကြည်ဖို့ပဲဆိုတော့ရှင်တို့မှလည်းအစားရှောက်တွေကောင်းတယ်ခရတီကျူကောင်းရင်ကောင်းသလိုရှင်တို့ energy ကောင်းလို့ရထားသီးလားအဲ့တော့ဒီကတ်တွေဆိုလည်းအဲ့လိုပဲ တချို့ရတယ်ဓုနာတိဘာမှအရန်ကြိုးစားစရာမလိုဘူးဒီလားပိုက်သူလေးတွေကတခါလေကြိုက်အဲ့လိုမျိုးရှိရလေကိုကတာလေဘာဖြစ်မှမမသိဘူးစိတ်ပူပြီးတော့လိုက်ကြိုးစားနေတာတကယ်တမ်းကို universe ကပလန်ထားပြီးသားရှိတယ်အာကျွန်မဆိုလည်းအဲ့လိုပဲဒီနေ့ထဲမှာဆိုရင်အဲ့လိုမျိုးငါဒီဘာလဲဒီ YouTube ကို YouTube ကိုပေါ့နော် subscriber 900ဖြစ်အောင်လုပ်မယ်လို့ပြောတယ်900မဟုတ်ဘူးကျွန်မအခုနေ့တောင်မကုန်သေးဘူးကျွန်မ YouTube နှစ်ခုလုံနိုင်တယ်တစ်ခုက9000ဖြစ်သွားပြီ subscriber အခုဒီ TikTok ကလည်း3000 3000လောက်ရှိသွားပြီဆိုတော့အဲ့ဒါ ပဲ universe ကကိုပလန်ထားပြီးတော့ကိုဟောတာ cycle တွေဝင်ပြီးတော့ over thinking တွေဖြစ်နေတာတိလား by 3လဲကျမလိုပဲတိလားကျမ energy လိုပဲအရန်မတွေးနဲ့အရန်ကိုကိုကိုတတရမဝင်နဲ့လှုပ်ဆရာရှိတာလှုပ်ဒီတိုင်းပဲကိုကိုယုံကြည်ပြီးတော့ငါမနဲ့ထင်ရင်ငါလှုပ်မယ်ငါထလာတဲ့ reset ကိုကောင်းတီဆိုတီကိုငါတည်ယူမယ်ငါလက်ခံမယ်အဲ့လိုပုံစံ energy နဲ့သွားတိလာ battery အဲ့တော့ battery ရေ clock နော်ဟောရှင်တို့ကအရန်ကိုမှ gratitude အရန်ကောင်းတဲ့လူ energy ကောင်းနေတဲ့လူဖြစ်တဲ့အတွက် ဆက်ပြီးတော့အဲ့လိုမျိုးစိတ်လေးနဲ့ mindset လေးပြောင်းပြီးတော့သွားကြည့်ဖို့ကျွန်မက comment ပေးခြင်းနဲ့ပေါ့နော် comment ပေးခြင်းနဲ့အတော့ personal reading လေးကြည့်ခြင်းနဲ့ဆိုရင်တော့ဟို messenger အထိရောက်လာပေးဖို့ welcome လုပ်ခြင်းပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲအညောဘိုင်အညောပီတီကဘလူး energy လေးတွေ့မလဲဆိုရင်ရှင်တို့အရန်ညိန်နေအရန်ညိန်နေကွာအရန်ညိန်နေဆိုတော့လေကိုကလေအတွေးနဲ့ညိန်နေ ပြီးတော့သူမြလေအရင်ညိမ့်တာပဲအဲ့လိုစောက်စောက်တွေပါတွေဖတ်နေလေစောက်ထက်မှနစ်မျောနေတာတို့ပါတော့အဲ့လိုညင်ညင်အေးအေးဆေးဆေးသမားတွေတွေ့ရတယ်ကောပိုက်3လေးတွေကလေပိုက်3တွေအေးဆေးတွေ့ရတယ်ဒီမှာလဲစောက်အုပ်ပုံစံစောက်အုပ်ပုံစံတွေ့တယ်ပြီး color လေးကကြောက်စိတ် color လေးတွေ့ရတယ်တူလားချုပ်ပြီးကြည့်လိုက်ကြောက်စိတ်ကလာလေးတွေ့ရတယ်ဟိုပေါ့နော်ကြောက်စိတ်အယောင်လေးနေသိရမလားအဲ့လိုရောက်တွေ့ရတယ် တော့ python 3လေးတွေကလေနည်းနည်း calm ချစ်တဲ့ energy လေးရှိတယ်ဒါပေမဲ့ဒေါသထွက်ရေနော်ဒေါသထွက်ရေသူ့ဘာမှမနိုင်ဘူး python 3လေးတွေကအဲ့လိုမျိုး ဖိုက်တီလေးတွေပုံစံကအဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ဖိုက်တီလေးတွေကလေအဲ့လိုမျိုးဘာလဲစောက်အုပ်တွေဖတ်ရတာကြိုက်လောက်တယ်အဲ့လိုမျိုးတခုခုထဲမှာလေတခုခုထဲမှာအဲ့လိုမျိုးနေမျောနေမျောနေတဲ့ဟာနေမြုပ်နေတဲ့ဟာကြိုက်တယ်ကွာဥပမာအလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်းလေအဲ့အလုပ်မှာပဲအဲ့လိုနေမြုပ်ပြီးတော့လေအဲ့တခုခုပဲအာယူဆိုင်ပြီးတော့လုံးနေတာသူ့အတွက်ဟီးလေးဖြစ်နေတာတိလာဖိုက်တီလေးတွေကအဲ့တော့အဲ့လိုမျိုးကွာရှင်တော့လေအဲ့လိုဘလိုပုံစံမျိုးငေါ့လာမထီနဲ့ငါလည်းနေမထီဘူးဒါပေမဲ့ငေါ့လာထီတဲ့အခါကျရင်ငါမခံဘူးန တော့ငါပြန်လုံးမှာငါတီးခတ်တဲ့လူမဟုတ်ဘူးအဲ့လိုပုံစံလိုမျိုးကတီးလာသူကအဲ့လိုမျိုးသူ့သူနေရေးအေးစေးတယ်ဒါပေမဲ့သူ့သွားထိလိုက်ရေသူ့သွားလုံးလိုက်ရေအဲ့လိုမျိုးသူကဆိုပြီးတော့ဒေါ်တိုင်နဲ့အဲ့လိုမျိုးဟိုကြည်ဒေါ်တိုင်နဲ့ပြန်ပြီးတော့တုတ်ပြန်တဲ့လူတွေပေါ့နော်ပိုက်ဖုန်းလေးတွေကပိုက်ဖုန်းလေးတွေမှာပိုက်ဖုန်းလေးတွေကကျတော့ရှင်တို့ကဟိုပေါ့ ဟိုဘယ်လိုပြောမလဲ energy လေးကဘယ်လို energy လေးတွေ့ရလဲ healing energy တွေ့ရတယ် spiritual energy လေးတွေ့ရတယ် spiritual energy ဆိုတချို့ကြတော့လေ five four လေးထဲမှာတချို့ကြတော့အဲ့ဒီဘာလဲ intuition ကောင်းတဲ့ထဲမှာပါလိုက်မယ်ဟိုစာအုပ်ဖတ်များတော့ဟိုသူကလေစာအုပ်တွေဖတ်များတယ်အဲအဲ့လိုမျိုးအတွေးခေါ်တွေကကောင်းတယ်ကွာအဲ့လူတွေနဲ့လူတွေကလေရှင်တဲ့စကားပြောရင်အဲ့လိုမျိုးဘယ်လိုမှ deep ဖြစ်တယ် deep ဖြစ်တယ်ဆိုတော့ဥပမာရှင်ရင်ကိုတခေါလောက်ပဲပြောတဲ့ခါချင်းတစ်ဖက်လူကအဲ့လိုမျိုးဘယ်လိုထင်လိုက်လဲဆိုလေအာ तू ငါ तू နည်းနည်းပဲပြောရည်ထားမှာ तू ကငါစိတ်က ကိုအကုန်လုံးခတ်မှန်းနိုင်တယ်ငါစိတ်ကိုသိနေပါငါ့ငါထက်သူကပိုတိနေပါလားအဲ့လိုပုံစံမျိုးကွာဘာလို့လဲဆိုရင်ပိုင်ဖုန်းလေးတွေကကြလေစောက်အုပ်တွေတအားဖတ်တယ်အရန်လေးလာတယ်အဲ့လိုမျိုးဟိုတခုခုဆိုရင်အဲ့လိုမျိုးဘယ်လိုပြောမလဲ focus အရန်လောက်တဲ့ထဲမှာပါတော့လေဟိုဟိုအုံနောက်က absorb လုပ်တဲ့ဟာတခြားလူတွေနဲ့နည်းနည်းထူးတယ်ပေါ့နော်ဘယ်လိုပြောမလဲ IQ မြင့်တယ်သူတို့ကျတော့ IQ တွေ EQ မြင့်တယ်လို့ပြောရမလားပိုင်သူလေးတွေကျတော့အဲ့တော့တစ်ဖက်လူကဟိုဘယ်လဲသူများတွေလူတွေကလေရှင်နဲ့ဟို အဲ့လိုမျိုးရှင်းတဲ့အတူရှိနေရင်ဘယ်လိုပြောမလဲသူတို့ကအရာရာဖြည့်ရှင်းထားသလိုဖြစ်နေကွာအဲ့လိုမျိုးပိုင်ဝမ်းလေးနဲ့မတူဘူးပိုင်ပိုင်ဝမ်းလားပိုင်တူးလားအဲသူတို့ကြတော့လေသူတို့ကြတော့လူတွေကသူတို့နဲ့နေပေါ့ပါတယ်အဲပေါ့ပါတယ်ဆိုတော့သူတို့နဲ့နေလိုက်ပျော့သွားတယ်ပေါ့ပါတယ်ဘာလို့သူတို့ energy ပေါ့ပေါ့ပါနေရမလို့အဲသူတို့လည်း positive energy ပဲရှင်လည်း positive energy ပဲရှင်ကြတော့လေနည်းနည်း deep ဖြစ်တယ်ကွာ deep ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဟိုဘယ်လိုဘယ်လိုပြောမလဲတခုခုဆိုရင် seriously ဆိုတော့တခုစုဆိုရင် tip တွေးတယ်ကွာဥပမာလူတယောက်ချစ်တော့မှဆိုရင်လည်းန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 ည်းကိုချစ်ပေးတာအဲတကယ်ချစ်တယောက်ခင်တော့မှဆိုရင်နည်း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 စိတ်ရင်းနဲ့လုပ်ပြအဓိက tip ဖြစ်တယ်ဆိုတော့စိတ်ရင်းနဲ့လုပ်ပြတာအလုပ်ဆိုရင်လည်းအဲ့လိုပဲတထေးလို့ပဲကိုကလေကိုအလုပ်လို့ပဲလုပ်ပြကွာဝန်ထမ်းကိုကဘလောက်မှမရဘူးဒါပေမဲ့အဲကိုကလေကိုအလုပ်လို့ပဲလုပ်ပြတာကွာတိလာအာအိမ်ငေါနေတယ်ဆိုရင်လည်းလေကိုအိမ်လို့ပဲကိုကတရှင်းရေလုပ်ပေးတယ်အိမ်လေးပစ္စည်းမဆိုလို့ပြုစုပြုထောက်ပေးတယ်အဲ့လိုပဲကွာတိလာတခုခုဆိုရင်လေအဲ့လိုစိတ်ရင်းနဲ့ကိုလုပ်ပြတာစ ေးရင်းစိတ်မှန်တဲ့ကိုလုတ်ပေးတဲ့အဖွဲ့ by four လေးတွေကအဲ့တော့ဟောရှင်တို့ကအဲ့လိုမျိုးလူလူမှန်တယ်ပေါ့နော်အဲရှင်တို့မှန်တယ်မှန်တယ်အဲ့ဒါအဲ့တော့ five four လေးတွေကပြီးတော့နောက်တစ်ခုရှိတာဟိုတက celebration လုပ်ရမယ့်ကိစ္စတစ်ခုပေါ်လာလိမ့်မယ်ပိုင်ဖော်လေးတွေမှာလေ celebrate လုပ်ရမယ့်အဲ့လိုမျိုးပေါ့နော်ဟို celebrate လုပ်ရမယ့်အရာတစ်ခုပေါ်လာလိမ့်မယ်ပြီးတော့ပိုင်ဖော်လေးတွေကခုနကကျွန်မပြောတယ်လေရှင်တို့ကဟိုအဲ့လိုမျိုးကို focus လုပ်လို့အရာတစ်ခု focus လုပ်လို့ရတဲ့အရာတစ်ခုတည်းပျော်ရွှင်နေတဲ့လူကတယောက်တည်းနေတော့ကြိုက်တဲ့လူတွေပါလောက်တယ်တချို့တော့လည်းပကြီဆွဲပြီးတော့တယောက်တည်းနေတာတချို့တော့လည်း guitar လေးတီးပြီးတော့တယောက်တည်းအဲ့လိုမျိုး healing လုပ်နေတာအဲ့လိုမျိုး ဟိုတယောက်တည်း enjoy လုပ်တဲ့ enjoy အလုပ်ကြိုက်တဲ့ထဲမှာပါတယ်အဲ့တော့ဟိုလူတွေကရှင်းနဲ့ရှင်းနဲ့ခင်ချင်းနဲ့ဆိုရတာမှာတိတ်ပေါ်မခင်ရဘူးရှင်းကဘယ်လိုပြောမလဲနဲရှိန်နေပေါ့နော်ရှိန်နေနဲ့ရှိန်ငယ်အဲ့လိုမျိုးအဲ့တော့ boundary list တွေထားကြတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေးရတယ်ငယ်အရှင်းရလေအချိန်ရလာရင်ကိုကိုပဲနေပြီးတော့အဲ့လိုမျိုးကိုရဲ့အတွေးလေးတွေနဲ့အဲ့လိုမျိုးဖြတ်တန်းပြီးတော့နေမျောပြီးတော့နေချင်တာကွာတိလာဟို peaceful ဖြစ်တယ်ရှင်တို့ရဲ့ energy ကလေဟိုဟိုတိဖြစ်တယ် peaceful ဖြစ်တယ်ကိုကိုနဲ့အဲ့လိုမျိုး အတွင်းနဲ့ချဲ့ပြီးတော့အေးအေးစစ်စစ်ပဲအဲ့လိုမျိုးအေးချမ်းနဲ့အေး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 ချမ်းချမ်းအဲ့လိုမျိုးကွာတိလားအဲစိတ်အင်းနှလုံးအေးနဲ့နေချင်းနဲ့ထဲမှာပါတယ်ဘာအပူပေးမှမလို့ချိန်ဘူးအဲ့လိုမျိုးကိုကလည်းသူမျိုးဘောင်ဒရီစ်ဒေတာပြီးတော့အဲ့လိုမျိုးသူမျိုးရဲ့ဟိုစီးကိုလည်းတော့မကြော်ဘူးကိုလာကြော်ရင်လည်းမကြိုက်ဘူးအဲ့လိုမျိုးတွေတွေ့ရတယ်အဲ by folly အဲ့တော့လူတွေကရှေ့ကိုချိန်ကြတယ်ပေါ့နော်ဟိုရှင်းရဲ့ဘာလဲ အတွေးခေါ်တွေကောင်းလို့ပြောဆိုတွေကောင်းလို့ရှိတဲ့ထဲမှာလည်းပါသလိုဟိုနေပုတ်ထိုက်ပုံလေးကလည်းအေးဆေးပြီးတော့အေးအေးချမ်းချမ်းလေးဖြစ်နေတော့ဟိုလတ်ထိဖို့ကြောက်တယ်ပေါ့နော်။အော်ထိထိလိုက်တော့လေလောတာထထမှလည်းကြောက်သေးတာဆိုတော့အဲ့တော့ byphone လေးတွေရှင်းလို့ကိုလူတွေကတော့အဲ့လိုမြင်နေပေါ့နော်။အဲ့တော့ဒီနေ့ဒီ reading ကတော့ဒီလောက်နဲ့ပဲအဆုပ်တက်လိုက်တော့မယ်။အော် personal reading လေးကြည့်ချင်နေဆိုရင်တော့ messenger ထိရောက်လာပြီဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ဒီနေ့ကတော့အညုံ bye